Hello ဘာလို့မမိကြတော့ပါ United show ကနေကြိုဆိုပါတယ် Manchester United ကတော့ Real Madrid ရဲ့ဂိုးသမားဖြစ်တဲ့ဘောနော်ဒါဒုတိယဂိုးသမားဖြစ်တဲ့ Lunin ကိုနှွေရသည်အပြောင်းရွှေ့မှာခေါ်ဖို့ကြိုးပမ်းသွားနိုင်ခြင်းရှိပြီးတော့ဒီကစားမဖြစ်တဲ့ကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့လည်းပေါင်33တန်းတိ Real Madrid တန်ပေးချီသွားဖို့အတွက်ပြင်ဆင်ထားတယ်ဆိုပြီးတော့ report ရဲ့ကျွန်တော်သိရတယ်။ So Andre Unana ကိုလုံးဝသဘောမချကြတော့တဲ့နောက်ပိုင်းသူတပင် Unana ကိုယ်ကလည်းကွင်းထဲမှာဘလူးမန့် performance ကောင်းနေမပြနိုင်တော့တဲ့နောက်ပိုင်းမှာဒီဂိုးသမားအပြောင်းလဲကလည်းကျွန်တော်ပြည်သက်တီကြားထဲမှာတာဆူလာတယ်ပေါ့လေသူတို့ပြင်ဦးနန်းနာတွေမဟုတ်ဘူးဒုတိယနေရာဂိုးသမားဖြစ်တဲ့ဘိုင်နာတို့ဘာလို့ကလည်း quality တွေတအားနှိမ်လွန်းနေတဲ့အနေထားမှာဦးနန်းနာနေရာကိုလူယူနိုင်မဲ့ဂိုးသမားပဲဖြစ်ဖြစ်ဒါမှမဟုတ်အူလန်အူနနာကိုလက်လွတ်ပြီးတော့ပြန်အစားထုတ်ပဲဖြစ်ဖြစ်ဂိုးသမားတယောက်အမှန်ကန်အသိပ္ပတ်ကကျွန်တော်လိုးနေတာဆိုတော့အခုချိန်ထိ အသင်းဘက်ကတော့ဘယ်ဒီဂိုးသမားတွေကိုအမှန်ကန်ခေါ်ဖို့ကြိုးပမ်းနေတဲ့ထိထိရရောက်ပုံစံတွေတော့မရှိသေးဘူး။ဒါပေမဲ့လို့ Real Madrid ဂိုးသမားလူနေကိုသဘောကျနေတယ်ပေါ့ဗျာ။ဒီနေရာမှာတခုရှိတာကဂိုးသမားတွေမဟုတ်ပါဘူးเนาะကျွန်တော်တို့အနေနဲ့နေရာဒီပြောင်းရွှေ့မှာဆိုရင်အမှန်ကန်ပြောင်းလဲရမယ့်နေရာတွေကျွန်တော်တို့ရှိတယ်။အသင်းလိုက်ပူကောင်းလာမယ်ဆိုရင်တော့ဂူသမားရဲ့အရေးချင်းကလည်းတက်လာလိမ့်မယ်လို့ထင်တာပဲဒီဦးနနာကိုသဘောကျတဲ့နေမပါပြီမဲ့တယ်လို့ပေါ့နော်။ဒါပေမဲ့လို့အခုကက ခန်စစ်ကလည်းအားနေချက်တွေရှိတယ်၊ဂူသမားကလည်းအားနေချက်တွေရှိတယ်၊ကွင်းလင်တိုက်စစ်ဆိုပြောစရာတော့မလိုဘူးပေါ့။အဲ့လိုမျိုးဆိုတော့အရာအလုံးတိုင်ပတ်နေတဲ့အခြေအနေမျိုးမှာကျတို့ဒီဂူသမားပြောင်းလိုက်တာနဲ့ပိုကောင်းလာမယ်လို့ထင်တာတွေကတော့တိတ်တော့အခြေအနေမကောင်းဘူး။ DVDGI ရဲ့နောက်ဆုံးနေ့တွေတော့ကလည်းဒီတိုင်းပဲ။ DGI ကိုပြောင်းလိုက်တာနဲ့အရာအလုံးပိုကောင်းလာမယ်ကျွန်တော်တို့ဒါယူဆခဲ့ကြတာပဲ။ အမေရိုဦးနနာရောက်လာပြီးမှထင်တယ်လို့ဘာမှမဖြစ်ခဲ့ဘူးဆိုတော့ဦးနနာကိုလက်ရှိပြောင်းလဲလိုက်ပြီးတော့နောက်ထပ်ပူကောင်းတဲ့ကုသမားတယောက်ခေါ်မယ်ဆိုရင်လည်းပဲတချို့အရာတွေကောင်းကောင်းကောင်းလာနိုင်ပြီမယ်လို့လက်ရှိအသင်းတိုင်ပတ်နေတဲ့အရာတွေအကုန်ပြန်ပြီးတော့အဆင်ပြေလာမှာမဟုတ်ဘူးဒီနေရာမှာတခုရှိတာကလူနေနဲ့ပတ်သက်လို့ပေါ့လူနေကဘာကြောင့်မန်ချက်စတာယူနိုက်တက်ကိုပြောင်းမှာတော့ဟိုလူနေနေနဲ့ကိုတူဝါအင်ဂျူရီပြဿနာတွေကြုံနေဆိုလို့ရှိရင်တော့သူဝင်ဖန်းတဲ့ပွဲမှာရီယယ်မက်ထရစ်အတွက်တကယ်ကောင်းတဲ့ performance တွေပြလာတာအရင်ချင်းအများကြီးရှိတဲ့ကုသမားပါရီယယ်မက်ထရစ်ဆိုကြတဲ့က တာမန်ကစားမတစ်ယောက်ဘယ်လိုလုပ်ပြီးတော့နော်ကျွန်တော်တို့တွားကစားလို့ရမလဲရီယယ်မက်ထရစ်မှာရောက်နေပြီဆိုကြတဲ့ကအရေးချင်းဘယ်လောက်ရှိတယ်လဲကျွန်တော်ကောင်းကောင်းတွေးနိုင်တယ်အရန်ကစားမတွေတောင်မှသိတယ်မလားတော်တော်ကောင်းတဲ့အရေးချင်းတွေရှိကြတဲ့အတင်မျိုးဗျာဒါပေမဲ့လို့ပေါ့နော်ဟောဘယ်လိုပြောမလဲလူနေမှာကျတော့ဒီကော်တူဝါကိုတော့သူဘယ်လိုမှမမီဘူးပေါ့ဒါပေမဲ့လို့ကော်တူဝါကလည်း injury ပြဿနာတွေပါတယ်ကြုံနေရှိရဲ့ကုသမမလားအဲ့တော့ဟိုလူနေဝင်ကစားတဲ့ခါတွေမှာဆိုလို့ရှိရင်လည်းရီယယ်အတွက်တကယ်အချင်းကြီးကောင်းပါတယ်နောက်တစ်ခုကရီယယ်မက်ထရစ်မှာဆိုလို့ရှိရင်အရန်ဖြစ်နေပါစေဦးတော့အရာအလုံးပို့ပြီးတော့အချင်းကြီးကောင်းနေဗျာ နော်ပို့ပြီးတော့တည်ငြိမ်မှုရှိတဲ့အသင်းဖြစ်တယ်ဖလားတွေအတွက်မျှော်လင့်ချက်အများကြီးရှိတဲ့အသင်းဖြစ်တယ်ဆိုတော့အန်ဒရယ်လူနီအနေနဲ့ဖလားတွေကိုမမမောတော့ဘူးငါတို့ပုံမှန်ပွဲထွက်ခွင့်မဲ့သဘောကျတယ်ဆိုလို့ရှိရင်တော့ပြောင်းကောင်းပြောင်းမှာပေါ့လေအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်ကမထင်ပါဘူးနော်လူနီကိုခေါ်လို့ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးရီယယ်မထရစ်ဘက်ကလည်းလက်လွတ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးဘာလို့လဲဆိုတော့ကော်တူဝါပြီးရင်သူတို့ရဲ့ဒီအရန်ကူသမားကလူနီဖြစ်နေတာဟိုဒါကြောင့်ကျွန်တော်ကတော့လက်လွတ်လိမ့်မယ်လို့မထင်ဘူးပေါ့နော်ပေါင်30နဲ့30ဆိုရင်တော့မှ တကယ်တမ်းကလူနေတွေ့ဆိုလို့ကျွန်တော်တကယ်ကောင်းနေစေဒါမှမဟုတ်ကျွန်တော်မထင်ပါဘူးเนาะကျွန်တော်မထင်ပါဘူးအကယ်လို့ဦးနနာကိုတော့မှမင်းတို့ကတန်း90ပေးခေါ်ထားတာဆိုပြီးတော့ပြောလိုက်တိုင်ရပတ်အောင်မယ်ဆိုတော့အန်ဒရယ်လူနေလူနေရောက်လာမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ဦးနနာနေရာကိုစိန်ခေါ်နိုင်မဲ့ဂိုးသမားဖြစ်ကောင်းဖြစ်လိမ့်မယ်ဦးနနာကိုလက်လွတ်ပြီးတော့ခေါ်ဖို့အတွက်ဆိုလို့ရှိရင်လည်း first line နဲ့ player ဂိုးသမားဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါမှမဟုတ်ကျွန်တော်တို့တွေးထားလို့မရတာကနေရာတိုင်းမှာအပြောင်းလဲတွေကျွန်တော်လုပ်ဖို့လိုတဲ့အပြင်ဂိုးသမားပြောင်းတာနဲ့အရာအလုံးပူကောင်းလာမယ်လို့ကျွန်တော်ထင်လို့မရဘူး အခုဦးနာဆိုလို့ရှိရင်လည်းမန်ချက်စတာယူနိုက်တက်ကိုမပြောင်းခင်ကကျွန်တော်အင်တာမီလန်မှာသူဘာတွေလုပ်ပြခဲ့တယ်ကျွန်တော်တွေ့တာပဲအားနိုင်ချက်တွေလည်းရှိတာပေါ့လေဒါပေမဲ့လို့ကျွန်တော်တွေ့တဲ့အတိုင်းပဲအများကြီးပူကောင်းတဲ့ကုသမားပေါ့ဒါပေမဲ့ကုသမားတွေမဟုတ်ဘူးပြည်တိလားအသင်းကိုရောက်လာပြီဆိုကြတဲ့ကအသင်းကိုရောက်လာတဲ့သူတွေအကုန်တိုင်ပတ်တာကိုဒီစီကိုရောက်မလာတော့ငါဆိုလို့ရှိရင်မင်းတအားကောင်းတဲ့သူတွေကြီးပဲရယူနိုက်တက်လည်းကျွန်တော်ရောက်လာရောအချီနီတွေကဘာမှမကောင်းကြတော့ဒီတယ်မလားဒါတော်တော်လေးတိုင်ပတ်တယ်ဗျာနော်ကိုအသင်းကတိတ်ပြီးတော့ reputation ကောင်းမရှိတော့ဘူးနောက်ပိုင်းမှာဆိုလို့ရှိရင်နော် reputation ကောင်းကျွန်တော်မရှိတော့ဘူး ဆိုတော့ဒါလူနေကိုအတင်းဘက်ကအမှန်ကန်ထက်ပြီးတော့ကျူပန်မလာတော့ကြည့်ရမှာပေါ့ဗျာကျွန်တော်ကတော့အလံဝေးသေးတယ်လို့ကျွန်တော်ထင်တယ်ဒါအပြင်လူနေတို့ဘာလို့ကမန်ချက်စတာယူနိုက်တက်ကိုလက်ရှိမှာ Real Madrid မှာအရင်နေရတာတောင်မှပြောင်းလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော် ကိုရီမာကဘာတည်ငြိမ်မှုဘာ project ကောင်းကောင်းမှချပြနိုင်ခြင်းမရှိသေးတော့ညီကတို့ဘလို့မြင်ကြလဲဦးနန္ဒနေရာကိုလူနေနဲ့အစားထိုးသင့်တယ်လို့ကျွန်တော်ထင်ကြလားဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်